ရဲဆောင်မြို့နယ်၌2025ခုနှစ်ဒုတိယကြိမ်မိုးရသည့်သစ်ပင်ဆိုင်ပြိုကွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရဲဆောင်မြို့နယ်စိန်လန်းစုပြည်ရေးနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့တွင်2025ခုနှစ်ဒုတိယကြိမ်မိုးရသည့်သစ်ပင်ဆိုင်ပြိုကွဲခန်းနာကိုယနေ့နေ့နဲ့၈နာရီကရဲဆောင်ပင်တရသွာလန်းတောင်ဘက်မြို့ဝင်ဆိုင်ပုတ်နီးအင်းကောင်းကံရေဝီရီလဲဧရိယာတွင်၌ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာပါထူးတက်နေမှုဗိုလ်မှူးချုပ်နိုင်စော်ဦးကမိုးရသည့်တစ်ပင်စိုက်ပျိုးပွဲအတွက်အဖွင့်အမှားစကားပြောကြားပြီးစိုက်ပျိုးမြင့်တစ်ပင်များပါထူးတက်နေမှုနှင့်တာဝန်ရှိသူများကဌာနဆိုင်ရာများဒေသခံပြည်သူများထံသို့ပေးအပ်ခဲ့ပါသည်ထို့နောက်ပါထူးတက်နေမှုနှင့်တည်ရင်တက်ဖွဲ့များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်ဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများလူမှုရေးအသင်းအဖွဲ့များဆရာဆရာမများ ကျောင်းသားကျောင်းသူများရက်ွက်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများဒေသခံပြည်သူများကသက်မှတ်နေရာများအလိုက်ဗရောက်980ပင်မြောက်ငို648ပင်ခါရော်မီ900ပင်ထင်းရှူး980ပင်ယမနီ498ပင်စိမ်မန်းနီ612ပင်မော်ဟဂနီ993ပင်စသည့်တစ်အမျိုးအစား9မျိုးအပင်စုစုပေါင်း4000ပင်ကို စိုက်ပျိုးခဲ့ကြပါသည်